ောင်းမဖွဲ့ငလင်းကြီးပြီးတဲ့နောက်မြန်မာနိုင်ငံမှာမြေရွှေရှားမှုတွေနဲ့အကြောင်းတွေဖြစ်ပေါ်လာမင်္ဂလာပါရှင် knowledge တူညီမကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ငလင်းနေဆိုတာမြေသားလှတွေရွှေရှားတဲ့အခါမီးတောင်တွေပေါက်ကွဲတဲ့အခါမြေကြီးထဲမှာရှိတဲ့သဘာဝဖိအားတည်ငြိမ်မှုမရှိတဲ့အခါတွေနဲ့လူသားတွေရဲ့တီထွင်ကြံစဖန်တီးမှုတွေကြောင့်လှုပ်ခတ်နိုင်နေဆိုပြီးတော့အကြမ်းအဖြစ်တမန်နိုင်ပါတယ်ငလင်းလှုပ်ခတ်မှုတွေကကမ္ဘာမှာအများကြီးဖြစ်ခဲ့ပြီးတော့ငလင်းကြောင့်ထိခိုက်ပျက်စီးမှုတွေလည်းအများကြီးရှိခဲ့တာပါ မြန်မာနိုင်ငံမှာဆိုရင်လည်းပြီးကြတဲ့မလ28ရက်နေ့ကခုနှစ်တသမခုနှစ်မဂနီကျူရှိတဲ့အင်အားပြင်းငလင်ကြီးနှုတ်ခတ်ခဲ့ပြီးတော့ထိခိုက်ပျက်စီးမှုတွေနဲ့လူသေဆုံးမှုတွေအများကြီးရှိခဲ့ပါတယ်။ဒီငလင်ကြီးကမြန်မာတမိုင်းတလျှောက်မှာအင်အားပြင်းဆုံးငလင်စီးနေတဲ့မှာပါဝင်နေပြီးတော့နှစ်တရာတွဲမှာတခါတာဖြစ်ပေါ်ခဲ့တဲ့ငလင်လို့တော်မှပြောစမှတ်ပြုကြပါတယ်။ဒီငလင်ကြီးကစကိုင်းပြည့်ရွေးကြောင့်ဖြစ်ပွားခဲ့တာမို့လို့စကိုင်းမန္တလေးဝန်းကျင်ကအထိက အပြည့်စီဆုံးဖြစ်ခဲ့ရပါတယ်။ နေအိမ်တိုက်တာအဆောင်တွေထိခိုက်ပျက်စီးရသလိုလူသက်တွေလည်းသေချေခဲ့ကြပါရယ်။ဒါနဲ့မကသေးပဲနဲ့ငလင်တန်ကိုအများဆုံးခံခဲ့ရတဲ့စကားမျိုးမှာမြေသားရွေရှောင်မှုတွေအကြောင်းတွေဖြစ်ပေါ်နေပြီးတော့ငလင်တန်အထီများတဲ့မြို့တွေမှာလည်းအကွဲကြောင်းတွေဖြစ်ပေါ်နေတာကိုတွေ့ရပါရယ်။ဥရောပအာဂါသအေဂျင်စီတစ်ခုကနေတင်ထားတဲ့ပုံရစကားမျိုးမှာငလင်ကြောင့်တောင်မြောက်အကွဲကြောင်းကြီးဖြစ်ပေါ်နေတာကိုတွေ့ရပါရယ်။ ြေပြင်ဓာတ်ပုံတစ်ခုမှလည်းအဆိုပါအကွယ်ကြောင်းကြီးနဲ့မြေသားရွေးရှောင်မှုတွေကိုတိတိတသားမြင်တွေ့ရပါတယ်။စကိုင်းဗုဒ္ဓပြရတဲ့အနေကလမ်းတစ်ခုကတိတိတသားရွေးရှားသွားခဲ့တာကြောင့်လူအများကဓာတ်ပုံရိုက်ကူထားခဲ့တာပါ။ဒါအပြင်စကိုင်းကန္နာလန်တရာဟောင်းနာမှာပြိုနေတဲ့တရာနဲ့ပလက်ဖောင်းဆောင်းသွားတာကိုအထင်ရှားမြင်ရတဲ့ပုံတွေကထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့်ဒီအကြောင်းတွေနဲ့မြင်ရရှာမှုတွေကဘာကြောင့်ဖြစ်ပေါ်ရလဲဆိုတော့ကမ္ဘာပေါ်ကသုတေသနပညာရှင်တွေနဲ့သက်ဆိုင်ရာပညာရှင်တွေကစမ်းစစ်အဖြေထုတ်ခဲ့ကြပါတယ်။ကမ္ဘာကျော်သုတေသနဌာနတစ်ခုကဒီအကြောင်းအရာကိုရှာဖွေတွေ့ရှိခဲ့ပြီးစောင်းပါအနေနဲ့ရှင်းသားလာခဲ့ပါတယ်။ မလာ28ရက်နေ့ကငလင်ကြီးကစူပါရှီယာဆိုတဲ့ရှားပါငလင်အမျိုးအစားဖြစ်နိုင်ပြီးအကွဲမှုစွမ်းရည်တွေကညကြီးထဲမှာအလင်းမြန်ဖြတ်သန်းသွားတာကြောင့်ပြက်စီးမှုတွေကိုချိန်ပေးတယ်လို့ဖြစ်တဲ့ငလင်အမျိုးအစားဖြစ်နေကြတာပါ။ဒါကခံမှန်းချက်ဖြစ်ပြီးတကယ်လို့သာစူပါရှီယာငလင်အမျိုးအစားမှန်ကန်မယ်ဆိုရင်တော့တောင်မြောက်ဖြတ်ထားတဲ့စကိုင်းပြက်ရွေးကကီလိုမီတာ400နဲ့အထက်ထိအတ်သွားနိုင်ခြေရှိတာပါ။ ီငလင်အမျိုးသားရဲ့မြေကြီးအကွဲမှုကငလင်ထုတ်လွှတ်မှုလိုင်းထက်ပိုများလာကြောင့်အခုလိုအကွဲချောင်းတွေဖြစ်ပြီးတာမန်ငလင်တစ်ခုထက်ပိုကြီးတဲ့ပြက်စီမှုကိုဖြစ်စေတာပါဒီငလင်ကြောင့်သခိုင်းပြည့်ရွေးရဲ့ဘေးဒရွေရှာမှုက6.5မီတာထိ ရှိနိုင်တာဖြစ်ပြီးဒါကဘေးဒရွေရှာမှုတွေထဲမှာအကြီးဆုံးဖြစ်တယ်လို့သုံးသပ်ထားကြပါတယ်။ငလင်ထုံးလွှတ်မှုလိုင်းတွေထက်မြေကြီးအကွယ်မှုကပိုများလာကြောင့်စက္ကန့်60တွင်ကွဲအပ်ခဲ့တယ်လို့လည်းသိရပါတယ်။ ဒီကွဲအမှုတွေကစကိုင်းမှာသာမဟုတ်ပဲတာစီနဲ့နေပြည်တော်ကြားတွေမှာလည်းတိတာတဲ့အကွဲချောင်းတွေဖြစ်ပေါ်ခဲ့သလိုနေပြည်တော်ကတပတ်ဆိုင်ရာဝန်ထမ်းအင်အားတချို့မှာလည်းအကွဲချောင်းကြောင့်ထိခိုက်ပျက်စီးမှုတွေရှိခဲ့တာပါဒါရင်ကဥရောပကအာဂါတာအေဂျင်စီတခုကနေရှိုက်ကူထားတဲ့ဂျိုရူတပ်ပုံလေးနဲ့သုတေသနဌာနတခုရဲ့ဖော်ပြချက်တွေကြောင့်ဖြစ်ပြီးပြည်သက်ကြီးတို့သိရှိစေဖို့အတွက်ကိုးကားပြီးတော့ပြန်လည်ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။ ဒီငလေးနဲ့အကွဲကြောင်းနေပေါ်မှာပြည်သက်ကြီးနေနဲ့ရောဘလိုမျိုးထင်မြင်မိနေဆိုတာသိရှိထားတဲ့ဘဟုတုတ္တရာတွေရှင်လဲကောမတ်မှာပြန်လဲပြီးတော့အမျှဝေပေးခဲ့ကြပါအောင်နော်